ပရိသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကတော့သင်အိမ်မျက်နှာမူရအရက်နှင့်အတိတ်ပဲများကို ပြပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရေမြေရာသီဥတုအလိုက်အိမ်တိုင်းအိမ်တိုင်းမျက်နှာမူရအရက်မျက်နှာများလဲကွာခြားသွားတတ်ပါတယ်မျက်နှာစာပြုရအရက်မျက်နှာအလိုက်နေအောင်ကြီးရရှိမှုအိမ်တွင်းဆိုထိုင်းမှု၆သိမ့်မှုပြဿနာတွေလည်းရှိတတ်တာကြောင့်သင်ရန်စိတ်ကူးတွေကအိမ်ကိုရှာတွေ့ပြီးဆိုရင် လိုက်ဖက်ညီတဲ့အိမ်တွင်းအပြင်ဆင်လေးတွေဖန်တီးနိုင်ဖို့နဲ့စီးပွားလက်လာပတိုးတက်အောင်လို့ဆောင်ရွက်နိုင်တဲ့ရည်ရွယ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။မြောက်ဘက်မျက်နှာစာမြောက်သို့မဟုတ်အရှေ့မြောက်ဘက်ကိုမျက်နှာမူထားတဲ့အိမ်ယာများဟာဆိုရင်တော့တောက်ကြဂျိုမင်းမှာစုံမိုးစောင့်ရှောက်ခြင်းခံရတဲ့အိမ်လို့သတ်မှတ်ပါတယ်။နေဘက်မှာတိုက်ရိုက်နေအောင်ကြီးအများဆုံးရရှိလာကြအောင် အထူးသဖြင့်နေအောင်ကြီးရရှိမှုအ ਨੇ ဆုံးဖြစ်တဲ့စောင်းရတီမာတောင်အလင်းရောင်ကိုကောင်းကောင်းရနိုင်ပါ ರೀ ဒီလိုမျိုးအိမ်တွေအတွက်အိမ်တွင်းအပြင်ဆင်မှုလုပ်မယ်ဆိုရင်တော့ အိမ်ရှိပြင်ပထိုင်ကုန်ပရိဘောဂများထားရှိခြင်းပန်းပင်များစိုက်ပျိုးခြင်းတို့ပြုလုပ်ရမှာပဲဖြစ်ပါတယ်။တန်ဃာတော်များကိုတတ်တတ်လွတ်ဟင်းများမကြာခဏလောင်းလူခြင်းနေအိမ်မှာနေထိုင်သူများလည်းမကြာခဏတတ်တတ်လွတ်စားပေးခြင်းနဲ့ကြက်တရေတိုးဘွားကကန်စာတာမြင်မားစေမှာပဲဖြစ်ပါတယ်။အရှိမျက်နှာစာအရှိအရက်ကိုမျက်နှာမူထားတဲ့အိမ်များဟာဆိုရင်တော့တနင်္လာချုံမင်းကစိုးမိုးအကျိုးပြုသောအိမ်ဟုသတ်မှတ်ပါတယ်။နေထွက်ချိန်နဲ့နနက်နေအောင်ကြီးအပြည့်ကိုခန်းစားနိုင်တော့လေ မွန်းတိုင်ချိန်မှစ၍ညနေဆောင်အထိအချိန်မှတော့နေအောင်ကြီးကောင်းစွာရရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အလင်းအမှောင်ကိုတွက်ချက်ပြီးတော့နေရာချထပ်ဖို့လိုအပ်ပါတယ်။အကောင်းဆုံးကတော့အိမ်အနောက်ပိုင်းကိုပရင်းပေါက်များများထားရှိခြင်းပဲဖြစ်ပါတယ်။စီးပွားလက်လာပါတယ်တိုးတက်အောင်မြင်ဖို့အတွက်ကတော့ကြံချောင်းကိုကိုးစစ်ဖြတ်ပြီးတော့အိမ်တကားမှာထောင်ထားခြင်း အိမ်မှာရှိတဲ့ဖျားချောင်းဆောင်မှာကြံပန်းခိုင်ကြံတကာတို့ကိုလှူဒန်းခြင်းတို့ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ။တောင်ပန်းမျက်နှာစား တောင်ပတ်အရက်မျက်နှာမူတဲ့အိမ်များဟာဆိုရင်တော့ဘုဒ္ဓဟူးဂျိုမင်းစိုးမိုးဆောင်ရှောက်ချင်းခံရတော့အိမ်များဆိုပြီးတော့သတ်မှတ်ပါရယ်။နေအောင်ခြေကောင်းကောင်းမရနိုင်တာကြောင့်ဂယုတဆိုင်စီမံခန့်ခွဲခြင်းမရှိရင်အိမ်ဟာမှောင်မိုက်နေပြီးတော့ငွေရည်ဖွဲ့မှုကြောင့်နေရန်ဒီမှာမှုတက်ခြင်းတို့ဖြစ်လာနိုင်ပါရယ်။ဒါပေမဲ့အိမ်ရဲ့အနောက်ဘက်မှာပန်းင်းပေါင်များများထားရှိခြင်း လိုက်ကာလျှော့ပြီးတော့ချင်းလုံးစကားများတက်ဆင်ခြင်းတို့ပြုလုပ်နိုင်ပါသည်။ရရရာအနေနဲ့ကတော့တန်ဃာတော်များကိုရေရက်တောင်အစရှိသူတို့ကိုဒါနာပြုကပ်လူနိုင်ပါသည်။အနောက်ဘက်မျက်နှာစာအနောက်အရက်ကိုမျက်နှာမူထားတဲ့အိမ်တွေဟာဆိုရင်တော့ကြာသာပတိဂျုံမင်းမှစိုးမိုးစောင့်ရှောက်ခြင်းခံရတဲ့အိမ်များလို့သတ်မှတ်နိုင်ပါသည်။မွန်းတဲ့အနေနဲ့ကြနေထီထွေးမှုရှိတာကြောင့်အပူချိန်ပြင်းနိုင်ပါ रे အထူးသဖြင့်တော့အင်းရှိမအရေးရတဲ့အပင်တွေစိုက်ပျိုးခြင်းအရှိမျက်နှာစာအမိုးခန့်နိုင်နေထားခြင်း ပဒင်းပေါက်တွေမှာလိုက်ကအထုများတက်ဆင်ထားခြင်းနဲ့အပူဒဏ်ကိုလျှော့ချနိုင်ပါတယ်။ရရရာအနေနဲ့ကတော့ဖျားစင်မှာပန်းစိမီးမပြတ်လူရန်ဆက်ကပ်ပေးခြင်းတန်ဃာတော်များကိုမုတ်ပဲမကြခနာလူရန်ပေးခြင်းတို့ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အိမ်နိုင်အိမ်နိုင်စီးပွားလလာပါရီဒီရဲ့အလားတူတက်ကြပြီးတော့အေးမြချမ်းသာရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။